်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စောင်မြောင်းလိုင်းရဲ့ရုရှားခီးစင်စတင်နေကြောင်းတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမယ်ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ရှင်ပြင်းနီအောင်ပွဲအခမ်းအနားပွဲတက်ရောက်ဖို့စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးမြောင်းလိုင်းနဲ့ဇနီးတော်ကျူကျူလာတို့အထူးလေးရင်နဲ့နေပြည်တော်တက်မတော်လီစိမ့်မှရုရှားနိုင်ငံကိုမေလ9ရက်မနက်ပိုင်းကထွက်ခွာသွားကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်စစ်ကောင်ဆောင်အနေနဲ့ရှင်ပြင်းနီချီတက်ပွဲနဲ့ဆက်ဆက်အခမ်းအနားတွေကိုတက်ရောက်ခြင်းအခမ်းအနားကိုတက်ရောက်လာသူများနဲ့တီးခြားတွေ့ ဆောင်ဆွေးနွေးခြင်းကိုဆောင်ရွက်သွားမှာ ဖြစ်ကြောင်းစစ်ကောင်စီထိန်းချုပ်မြန်မာတန်ကဒီကနေ့မနက်ပိုင်းမှာကြေညာပါတယ်နေ့80ပြည်ရုရှားအောင်ပွဲနေ့စီးပြအခမ်းအနားကိုရုရှားနိုင်ငံမော်စကိုမြို့ရှင်ပြင်းဒီမှာလာမယ့်မေလ9ရက်နေ့မှာကျင်းပမှာဖြစ်ပြီးစစ်ကောင်စီတပ်ကိုစားပြုစီးပြဖွဲ့လဲပါဝင်ချီတက်မှာဖြစ်ပါတယ် စစ်ကောင်ဆောင်ရဲ့ခီးစင်မှာစစ်ကောင်စီတွဲဖက်အတွင်ရေးမှုဗိုလ်ချုပ်ကြီးရေဝင်ဦးနဲ့စနီစစ်ကောင်စီဖွဲ့ဝင်တွေဖြစ်တဲ့ဗိုလ်ချုပ်ကြီးမောင်မောင်ဤဒေါက်တာဘရွှေခွန်စွန်းလင်းစစ်ကောင်စီနိုင်ငံကြိုင်းဝင်ကြီးဦးတန်းဆွေညနိုင်ကုတ်ကရေမှုကြီးရေလေးဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့စနီတို့လည်းလိုက်ပါသွားကြောင်းစစ်ကောင်စီကဆိုပါတယ်ခီးစင်မှာနှစ်နိုင်ငံအချင်းချင်းရေးစည်းဝါးရေးလုံခြုံရေးဆိုင်ရာတွေနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာများပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများတိုးတက်ခိုင်မာအောင်ဆောင်ရွက်မယ်လို့ထုတ်ပြန်ထားပါတယ်အဆိုပါခန္ဓာကိုတင်းယုတ်ဘရာဇီဆာဗီယာဗင်နီဆွဲလာတို့မှခေါင်းဆောင်များလည်းတက်ရောက်မှာဖြစ်ကြောင်းရုရှားသတင်းထ ာဏတွေရဲ့ဖော်ပြချက်အရသိရပါရယ်အာနာသိမ့်ပြီးနောက်စစ်ကောင်စီနဲ့ရုရှားတို့နိုင်ငံအကြားအနီးကပ်တဲ့ဆက်ဆံရေးဆက်လက်ရှိပြီးရုရှားကစစ်ကောင်စီကိုဒရုန်းများရဟတ်ယာဉ်များနဲ့ဆက်လက်နဲ့ပစ္စည်းများရောင်းချပေးနေကြောင်းအရှက်ဖက်ဖွဲ့စည်းတွေကထုတ်ပြန်ပါတယ်။စစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမရောက်လိုက်အနေနဲ့အာနာသိန်းကာလာအတွင်းရုရှားနိုင်ငံကို၄ချိန်တွားရောက်ထားပြီးဖြစ်ခါပြီးခဲ့တဲ့မလခီးစက်မှာရုရှားကမြန်မာမှာအသီးစားအမှုမျိုးတအားပေးဆက်ရောင်းတိစောက်ဖို့အတွက်အပါဝင်အချက်ဆက်ချက်လက်မှတ်ထိုးခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုံးအနေနဲ့မင်းအောင်လိုင်ကစေဘတ်ဆိုင်ရာလုတ်ပိုင်ခွင့်နဲ့ဆုံးဖြတ်ခွင့်အများစုကိုဘိုးချုပ်ကြီးကျော်စွာလင်းကိုပေးရလိုက်ပြီးဒူးတက်ချုပ်စိုးဝင်းထက်တောင်လုတ်ပိုင်ခွင့်နေပူမိုရရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ တနိုင်ငံလုံးနဲ့ပတ်သက်ဆက်ဆက်နေတဲ့စီးရေးဆိုင်ရာလုပ်ပိုင်ခွင့်အများစုကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအောင်လိုင်းကပေးအပ်လိုက်ပြီးဒုတိယတက်ချုပ်စိုးဝင်းထက်တောင်လုပ်ပိုင်ခွင့်ပုံမရရှိလာကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်တွေကထုတ်ပြန်ပါတယ်။2024ခုနှစ်ဒီဇင်ဘာလအတွင်းစစ်တပ်ကြီးရီလေးညှိနှိုင်းကုကရင်မှုဖြစ်အခန့်အခန့်အရဗိုလ်ချုပ်ကြီးကျော်စွာလင်းက9လနီးပါးကြာမြင့်လာချိန်မှာစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုနဲ့လုပ်ပိုင်ခွင့်အများစုကိုရရှိလာကြောင်းဗိုလ်ချုပ်ကြီးကျော်စွာလင်းကဒုတိယတက်ချုပ်စိုးဝင်းထက်တောင်စစ်ဘက်ရည်ရများမှအရေးပါလာပြီးဆုံးဖြတ်ခွင့်များပါပုံမရရှိလာကြောင်းသိရပါတယ်။ ဒီငါလာအတွင်းညှိကွင့်ရဲ့လုပ်ပိုင်ခွင့်တွေကပိုပြီးများလာတယ်ပိုပြီးတော့အဓိကကြတဲ့စစ်စင်ရေးနဲ့စင်ရေးဆိုင်ရာဆုံးဖြတ်ခွင့်တွေပိုရလာတယ်တက်ချုံနယ်သူကပိုပြီးတော့နီနီကက်ကက်နဲ့စစ်စင်ရေးတွေမှာဆုံးဖြတ်ပိုင်ခွင့်ရနေတယ်ဒုတိယတက်ချုံတက်တောင်လုပ်ပိုင်ခွင့်ပိုပြီးရလာတယ်လို့ပြောလို့ရတယ်နောက်တစ်ခါတက်ချုံရဲ့နိုင်ငံသားခီးစနေသွားတဲ့အချိန်မှာစစ်ဘက်ကြီးအားလုံးနဲ့လုပ်ပိုင်ခွင့်အများစုကိုညှိကွင့်လက်ထဲကိုပဲယာယီလွှဲပြောင်းပေးခဲ့တာမျိုးတွေလည်းပိုပြီးတော့များလာတယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်တွေကဆိုပါတယ်မင်းအောင်လိုင်းကကြော်စွာလင်းကိုအနီးကပ်ခေါ်ယူထားတဲ့ပြင်တချို့သောစစ်ဘက်နဲ့စစ် င်ကိစ္စတွေမှာဒုတိယတက်ချုပ်နဲ့အခြားဒိတ်တန်ပို့ချုပ်များကိုတော့အတိမပေးတော့ပဲဆုံးဖြတ်စီမံမှုတွေလည်းရှိနေကြောင်းမင်းအောင်လိုင်းနဲ့ကျော်စွာလင်းတို့အကြားပုံမှန်နီးနီးကပ်ကပ်ရှိလာနေကြောင်းစစ်ဘက်သတင်းအရင်းမြစ်တွေကဆိုပါတယ်ကျော်စွာလင်းမှာစစ်တပ်ကတူပတ်စဉ်35ကျောင်းစင်တအုပ်ဖြစ်ပြီး2016ခုနှစ် 2018ခုနှစ်အလဲပိုင်းတိုင်းတိုင်းမူ2020ခုနှစ်မေလမှာဒုတိယဗိုလ်ချုပ်ကြီးရာရုနဲ့စစ်တောင်ချုပ်တာဝန်အရင်နာစေဦးစီးအရာရှိချုပ်ကြီးအဖြစ်2023ခုနှစ်မှာပူးတွဲတာဝန်ယူခဲ့သူဖြစ်ကာ2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာတမရော့ကြီးကြီးလေးညှိနှိုင်းကုတ်ကင်မှုဖြစ်လာခြင်းဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ပင်တကူရှိထိတ်တန့်စစ်အရာရှိ20ရာခိုင်နှုန်းလျှော့ချဖို့ကံကာကွယ်ရေးဝန်ကြီးအမိန့်ပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးပီတာဟတ်ဆက်ကပင်တကူစစ်ဌာနချုပ်ရှိအမြင့်ဆုံးအရာရှိတွေဖြစ်တဲ့ကျင်းလေးပွင့်အစဉ် င်ရှိပို့ချုပ်ကြီးတွေနဲ့ရေတပ်ပို့ချုပ်ကြီးအရေးအတွက်ကို20ရာခိုင်နှုန်းလျှော့ချဖို့ပြောဆိုပါတယ်။မေလ9ရက်ကထုတ်ပြန်တဲ့အမိန့်စာမှာနိုင်ငံတော်အဆောင်တပ်ဖွဲ့မှလည်းပို့ချုပ်ကြီးများနဲ့ရေတပ်ပို့ချုပ်ကြီးအရေးအတွက်ကို10ရာခိုင်နှုန်းလျှော့ချဖို့နဲ့အခြားစင်အရာရှိတွေကိုလည်း20ရာခိုင်နှုန်းလျှော့ချဖို့တောင်းဆိုထားပါတယ်။ အကြီးအကဲစစ်ဘက်အရာရှိတွေကိုရှော့ချခြင်းဖြင့်ဥဆောင်မှုကိုအကောင်းဆုံးဖြစ်စေဖို့နဲ့စနစ်တကျဖြစ်စေဖို့အင်အားဖွဲ့စည်းပုံကိုပြင်ဆင်ခြင်းဖြစ်ကြောင်းအမိန့်စာမှာဖော်ပြပါရယ်ပူတုတ်ကြီးတွေနဲ့ရှီတက်ပူတုတ်ကြီးတွေလိုရာတက်ပုံများနေတာဟာပိုပြီးအောင်မြင်နေရလို့ပြောလို့မရပါဘူ ဗိုလ်ချုပ်ကြီးတွေအနေနဲ့လက်အောက်ငယ်သားတွေများများဖြစ်စေချင်ပါတယ်လို့စာရန်ထိုးထားတဲ့လူမှုကွန်ရက်မှာတင်ခဲ့တဲ့ဗီဒီယိုတစ်ခုမှာဟတ်ဆက်ကပြောတာပါအခုနှစ်ဇန်နဝါရီလမှာတမရဒေါ်နန်ထရန့်အစိုးရဖွဲ့အာဏာယူပြီးနောက်အမေရိကန်ကာကွယ်ရေးဌာနပင်တကွန်မှာမငြိမ်သက်မှုများပုံမဖြစ်ပေါ်ခဲ့ပါတယ်တမရထရန့်ကဖေဖော်ဝါရီလမှာစေအုပ်စည်းချုပ်များကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးချားလစ်စ်ဂွန်ဘရောင်းဂျူနီယာကိုထုတ်ပယ်ခဲ့ပါတယ်ပြီးခဲ့တဲ့၃လအတွင်းကလည်းရှီတက်နဲ့ကမ်းချီဆောင်တပ်ဖွဲ့အကြီးအကဲများအမျိုးသားလုံခြုံရေး အေဂျင်စီအကြီးအကဲဗိုလ်ချုပ်ကြီးလေတက်ဒုတိယဆေးဦးစီးချုပ်နေတိုးတပ်ဖွဲ့ဝင်တာဝန်ပေးအပ်ခံရတဲ့ရေတက်ဗိုလ်ချုပ်ကြီးနဲ့ထိတ်တန်းစစ်ပတ်ဥပဒေအကြံပြီးသုံးဦးတို့လည်းထုတ်ပယ်ခဲ့ပါတယ်အစိုးရဖွဲ့ရဲ့ Federal ဝန်တန်းအပြောင်းလဲရဲ့တစိုက်တပိုင်းအနေနဲ့ပင်တကွန်စစ်ဌာနချုပ်မှအရက်သားဝန်တန်းအင်အားကိုအနည်းဆုံး900ခန့်လုံးရှော့ချဖို့နဲ့ဝန်တန်းခန့်အချင်းကိုရပ်ဆိုင်ဖို့လည်းညွှန်ကြားထားပါတယ် ဟန်ဆက်ကအမေရိကန်စစ်တပ်ရဲ့အထက်ပိုင်းအစစ်မှအရာရှိများများပြားနေခြင်းကိုမကြာခဏဝေဖန်ပြောဆိုခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးဖြင့်ယာရုခန့်အကြောင်းအတိပြုပွဲမှာလည်းစစ်တပ်ဝန်ထမ်းအင်အားအရွယ်အစားနဲ့စစ်မြေပြင်အောင်ပွဲတို့အကြားတိုက်ရိုက်ဆက်ဆက်မှုမရှိကြောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီကအပြစ်ရထက်ကြီးညာပြီးကော်လင်းနဲ့မင်းတပ်ကိုပုံကျဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်ဘီကျောင်းလို့ဆိုပြီးအပြစ်ရကျောင်းထက်မှန်တက်တန်းတိုးထားတဲ့စစ်ကောင်စီကမေလ9ရက်မနက်အစောပိုင်းမှာသကိုင်းတိုင်းကော်လင်းမြို့နယ်နဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကို ုတ်လေကျောင်းမှပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကောလင်းမြို့နယ်အရှိချမ်းရှိရှောက်ပင်ချုံကျေးရွာကိုမနက်တနားကိုမနစ်ခန့်နဲ့မင်းတပ်မြို့နယ်တနေရာကိုမနက်တနားကျော်မှလေကျောင်းမှပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ်။တဒအုံမှတက်လာတဲ့ဂျက်ဖိုက်တာဖြင့်ပုံတလုံးကျဲချင်းဖြစ်ပြီးမြေပြင်စည်ရေးလှုပ်ရှားမှုမရှိဘဲအရက်သားပြည်သူများကိုပြစ်မှတ်ထားပြီးလေကျောင်းတိုက်ခိုက်ခြင်းလို့ကောလင်းပြည်သူ့ကာကွယ်တပ်မတော် KLPDF ကထုတ်ပြန်ပါတယ်။ နေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းသိရပါတယ်။ဗားတိုက်ပွဲမှာမရှိဘူးစည်ရေးပြတ်မှတ်လည်းမဟုတ်ဘူးလို့ဒေတာတရင်ရင်မြကကွန်လင်းနယ်လေးချောင်းတိုက်ခိုက်ခံရမှုကိုပြောပါတယ်။စစ်ကောင်စီကအေပြီလအတွင်းကလည်းကွန်လင်းမြို့နယ်ကိုလေးချောင်းတိုက်ခိုက်မှု၅ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ၃ဦးတိဆုံခဲ့ရလို့ဆိုပါတယ်။ဒါအပြင်ချင်းကာကွယ်တပ်ဖွဲ့များထိန်းချုပ်ထားတယ်။မင်းတပ်မြို့ကိုလည်းစစ်ကောင်စီကဒီကနေ့မေလ9ရက်မနက်အစောတနိုင်မိနစ်20ခန့်မှာဂျက်ဖိုက်တာနဲ့ပုံကျဲသွားခဲ့ပြီးတိုက်ခိုက်မှုကိုမတိရသေးကြောင်းမင်းတပ်မြို့နယ်ပြည်သူအုပ်ချုပ် ေးဖွဲ့ပါအဖရဲ့တည်င်းအရင်မြစ်ကပြောပါရယ် စစ်ကောင်စီလေးကြောင်းတိုက်ခိုက်ခြင်းကရန်ကုန်နဲ့မန္တလေးမြို့တို့မှာငလင်းလှူရှာမှုကြောင့်ဒေသခံများစိုးရိမ်ထိတ်လန့်နေခြင်းဖြစ်ပါရယ်ငလင်းသတင်းဆောင်ကြည့်ရင်လေးကြောင်းနဲ့တိုက်ခိုက်တဲ့သတင်းတွေတွေ့ရရှင်တွေတလက်လက်တုံနာစိတ်တွေအယံပင်ပန်းနေလို့ရန်ကုန်မြို့မှာအိနောင်ရှင်မြို့သမီးတအုပ်ကပြောပါရယ်စစ်ကောင်စီကမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းကိုအကြောင်းပြပြီးမေလ6ရက်မှာမေလ31ရက်ထိကိုအပြစ်ရစဲကြောင်းထပ်မံထုတ်ပြန်ခဲ့ပါရယ်အဲ့ဒီနေ့မှာပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒေသတွေကိုလေးကြောင်းမှတိုက်ခိုက်ခဲ့ပါရယ်အဆိုပါအပြစ်ရကာလမတိုင် ခင်အေပီနေရမအေပီလာကုံတီလဲစစ်ကောင်စီကအပြစ်ရဲကျင်းရခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုတွေမြေပြင်စစ်ကြောင်းထုတ်မှုတွေဆက်လက်ပြုလုပ်နေပါတယ်။ငလီလောက်ခတ်ခဲ့တဲ့မလ28ရက်မှမေလ2ရက်ထိ36ရက်တွင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု282ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ286ဦးသေဆုံးက456ဦးဒဏ်ရာရခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။